နယ်မြမထိုင်းနယ်စပ်မြားရီမြို့နယ်အတွင်းကစစ်ကောင်စီတပ်စခန်းတွေကိုပိုကျုံစောနယ်ဒါမြဦးဆောင်တဲ့ကော်တူးလီအာမီ KTLA KNL ပူးပေါင်းတပ်တွေကတိုက်ခိုက်နေတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ရှီတန်းသတင်းရင်းမြစ်ကပြောပါရယ်မေလ27ရက်နေ့မနက်9:00နာရီလောက်ကစတင်ပြီးထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့မော်ခီစခန်းကိုပိုကျုံစောနဲ့ဓားမြဦးဆောင်တဲ့ကော်တူးလီအာမီ KTLA ပူးပေါင်းတပ်တွေကတိုက်ခိုက်နေတာပါ။ ဒါအပြင်မေလာ22ရက်နေ့ကစစ်ကောင်စီရဲ့ဝေါ်လီကနယ်လီပလဲတိုနဲ့တဘောကိုစခန်းတွေကို KNL ဦးဆောင်တဲ့ပူပေါင်းတပ်တွေကစတင်ပြီး drone နဲ့ဖုံးကျဲထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေရလို့သိရပါဗျ။သတင်းထူးတော့ရှိကြောင်းပလဲတိုမှာလည်းခြနေကြောင်းကနယ်လီနဲ့မော်ခီးဆွဲနေကြောင်းပလဲတိုမှာကနှစ်ရက်ကြာသွားပြီဖြစ်လို့ရပြီလားမရသေးဘူးလားသတင်းမရသေးကြောင်းရှီရန်သတင်းရင်းမြစ်ကပြောပါဗျ။ နှစ်ဖက်တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဘက်ကလေကြောင်းကနေလေယာဉ်တွေအပြင် drone တွေနဲ့ပါစစ်ကူပေးပြီးဖုံးကျဲနေရလို့သိရပါဗျ။နှစ်ဖက်တိုက်ပွဲတွေကြောင်းဒေသခံပြည်သူအယောက်200လောက်ဟာထိုင်းနိုင်ငံဘက်ကိုစစ်ပေးတင်းရှောင်နေကြရတယ်လို့လည်းသိရပါဗျရှင်။ရန်ကုန်မြို့မှာနှစ်ပတ်ဆက်တိုက်ကြဆင်းခဲ့တဲ့73စီဇီးနှုန်းတွေပြန်တက်လာပြီးဒီဇယ်တလီတာဈေးက7000နဲ့အထက်ကိုပြန်လည်ရောက်ရှိလာပါဗျ။ ပြည်တွင်း73စီအမျိုးအစားအလုံးဟာမေလ9ရက်နေ့ကစပြီးဇက်တိုက်ကျဆင်းနေခဲ့ပေမယ့်မေလ23ရက်နေ့မှာပြန်လည်မြင့်တက်လာပါတယ်။73စီတင်သွင်းတူလောင်ဖြန့်ပြခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့ဈေးနှုန်းအရရန်ကုန်မြို့မှာ92တလီတာကို2880ကျပ်95တလီတာကို2925ကျပ်ရိုးရိုးဒီဇယ်တလီတာကိုကျပ်2440နဲ့ပရီမီယံဒီဇယ်တလီတာကို3015ကျပ်ရှိနေပါတယ် ပြီးခဲ့တဲ့သတင်းပတ်ကတော့ဒက်စီ92တလီတာကို2950ကျပ်95တလီတာကို2805ကျပ်ဒီဇယ်တလီတာကို2320ကျပ်နဲ့ပရီမီယံဒီဇယ်စီက2855ကျပ်ရှိနေခဲ့ပါတယ်။ဒါကြောင့်သတင်းပတ်တစ်ပတ်အတွင်းဒက်စီ92နဲ့95အမျိုးအစားကတလီတာကိုကျပ်120ဒီဇယ်ကတလီတာကိုကျပ်120နဲ့ပရီမီယံဒီဇယ်ကတလီတာကိုကျပ်160အထိမြင့်တက်လာတာဖြစ်ပါတယ်။ မြန်မာပြည်တွင်းစစ်တုံးစီဈေးတွေကစစ်တပ်အာဏာမသိခင်ကတလီတာကို600ကျပ်ဝင်းကျင်တာရှိခဲ့တာဖြစ်လို့အခုအခါ၄ဆကျော်၅ဆဝင်းကျင်ဈေးနှုန်းမြင့်တက်နေတာပဲဖြစ်ပါရဲ့ရှင်။ရန်ကုန်တိုင်းရှိပြည်သားမျိုးနယ်ဝါတရဆက်မှုဆောင်မှာဖွင့်ထားတဲ့ GTIND ကွာခွာ Glory အထည်ချုပ်စက်ယုံကလှုပ်သားတထောင်ကျော်ဟာလောက်ခတုံမြင့်ပေးပုံဒီကနေ့စတဲ့တောင်းဆိုနေရလို့အဲ့ဒီစက်ယုံလှုပ်သားတွေစီကသိရပါဗျာ GTIDG တူးစက်ယုံကအလို့သမားတွေဟာလုပ်ငန်းခွင်ရပ်နာပြီးဒေးဂျီတရက်ကို1300ကျပ်တိုးမြင့်ပေးရေးတောင်းဆိုနေကြတာလို့သိရပါဗျ။ရှိပီတာမြို့နယ်မှာ True Green Coffee ဆက်ယုံကလုသမားတွေကလည်းလौခတိုးဘေဘောတောင်းဆိုနေတာ၄ရက်မြောက်ရှိပြီဖြစ်ကနောက်ထပ်လौခတိုးဘေဘောတောင်းဆိုနေတဲ့ဆက်ယုံတရုံတိုးလာတာလည်းဖြစ်ပါတယ်။ဒါပြင်ရန်ကုန်မြို့ကဆက်ယုံတချို့ဟာလည်းလौခတိုးဘေဘောတောင်းဆိုနေကြတာတွေရှိပြီးချမ်းရီဖနက်ဆက်ယုံကတော့ပြည်လဲမှုရရှိထားတယ်လို့သိရပါတယ်ရှင်။ မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ဝင်းကန်ရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးရွာဘုံကြီးကျောင်းကအလွန်ငွေ700ကျော်ကိုယူဆောင်သွားတဲ့အပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနေအပါဝင်အိမ်လေးလုံးကိုမိရှုဖျက်ဆီးသွားခဲ့လို့ဒေသခံတွေကပြောပါရယ်။မေလ18ရက်နေ့ကပဲခူးတိုင်းရွှေကျင်မြို့နယ်ဘက်ကနေအင်ချီ150ဝင်းကျင်ရှိတဲ့ဝင်းကန်ရွာကိုအင်အား100ဝင်းကျင်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီးနေအိမ်တွေကပစ္စည်းတွေကိုလည်းဖောက်ထွင်းယူဆောင်သွားတယ်လို့ဆိုပါရယ်။ ဝင်းကန်ရွာကိုစစ်တပ်ကဝင်လာပြီးအိမ်တွေကိုဖောက်ထွင်းကောင်ပစ္စည်းတွေကိုယူဆောင်သွားခဲ့ပြီးရွာရဲ့အုပ်ကြီးနေရပါဝင်အိမ်လေးအိမ်လောက်ကိုမီးရှို့သွားခဲ့ကောင်ဝင်းကန်ဖုန်ကြီးကြောင်ကမီးကန်တစ်တောက်ကိုလည်းရိုက်ဖြက်ပြီးစင်းကြံဆောက်ဖို့လှူထားတဲ့အလူငွေကျပ်သိန်းတရာကျော်ကိုလည်းယူဆောင်သွားခဲ့တယ်လို့ဝင်းကန်ရွာဒေသခံတယောက်က TV ကိုပြောပါရတယ်။ မေလ22ရက်နေ့ကစစ်ကောင်စီစစ်တောင်းဟာရွှေတင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပေမယ့်မေလ23ရက်နေ့အထိတင်စရဲအမြောက်တပ်ဝေါမျိုးနယ်စင်ရွာတရဲသမင်ရွာတွေဘက်ကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေစေလို့လည်းသိရပါဗျာရှင်။ အေရရီတိုင်းမျိုးနယ်နှစ်ခုကနေစစ်တပ်ရဲ့မတရားပေါ်တာဆွဲခံခဲ့ရပြီးစစ်မှုထမ်းနေရသူနှစ်ယောက်ဟာလက်နက်ခဲယမ်းတွေနဲ့အတူမေလ16ရက်နေ့မှာအလင်းဝင်ရောက်လာတယ်လို့ပဲခူးတိုင်းတာရီခရိုင်အမှတ်1တပ်ရင်383ကမေလ23ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ အလေးဝင်ရောက်လာသူနှစ်ယောက်ဟာနှစ်တလေးမြို့နယ်မှာရှိတဲ့ပြင်ပုံရွာဘက်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းတွေကနေလက်နက်ခဲယမ်းတွေယူပြီးထွက်ပြေးလာခဲ့ကြတာဖြစ်ကောသူတို့ကအေယာဝတီတိုင်းတွေကရေကြီးနဲ့ကြုံပြောမြို့နယ်တွေကလို့သိရတယ်လို့2831တက်ရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်သူတို့စီကနေ MA1 တနက်2လက်လက်ပစ်ပုံ3လုံးစကားပြောဆက်3လုံးနဲ့ကြီပေါ6ခုအပြင်ခဲယမ်းတချို့နဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ် လက်ရှိအလင်းဝင်ရောက်လာသူတွေအနေနဲ့တော်လရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီတပ်ကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးဟိုပုံပြည်တော်စုလမ်းမကြီးပေါ် ပင်ပတ်တန်တောင်လမ်းခွဲအထက်နောင်လန်ရွာနာမှာမေလ23ရက်နေ့ညနေ9:00နာရီလောက်ကစီပေါ့စာကားပရိတ်ပေါက်ပြီးရင်ငါးစီးဆင်တိုက်မှုဖြစ်ပွားခဲ့ကလူသုံးဦးသေဆုံးခဲ့ပြီး၄ဦးဒဏ်ရာရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ စီပေါင်းစာကားဟာဘရိတ်ပေါက်ပြီးအရှိန်မထိန်းနိုင်တာကြောင့်တိမ်းမောက်ခဲ့ကကားလေးစီးဆိုင်ကယ်တစ်စီးကိုဝင်တိုက်ခဲ့တာကြောင့်အနီးနားမှာရှိတဲ့ဓာတ်တိုင်နဲ့ဓာတ်ကြိုးတွေပါမိလောင်ပျက်စီးခဲ့ရတယ်လို့ဆိုပါရယ်ဆိုင်ကယ်ကကားအောက်ကိုရောက်သွားပြီးဆိုင်ကယ်ပေါ်ကလူလဲအပိုင်းပိုင်းဖြစ်သွားကြောင်းမိကအကြီးကျယ်လောင်တော့အရန်ကြောက်ဖို့ကောင်းကြောင်းအဲ့ဒီနေရာကဆိုင်ကယ်နဲ့ကားခဏခဏမှောက်တယ်လို့နောင်လန်ရွာဒေသခံတယောက်ကပြောပါရယ် ရှင်းတိုင်းမှုကြောင့်အမျိုးသား၂ယောက်အမျိုးသမီး၁ယောက်သေဆုံးခဲ့ပြီးဒဏ်ရာရတဲ့အမျိုးသား၄ယောက်ကိုတော့တောင်ကြီးဆက်ဆံထွန်းစေယုံကိုပို့ဆောင်ထားတယ်လို့ကွယ်စည်ရေးအဖွဲ့ဝင်တွေကလည်းသိရပါဗျာရှင်။ ရခိုင်ပြည်နယ်ကိုပေးမဲ့လူသားချင်းစာနာမှုစင်ကြံအပါအဝင်စစ်တကောင်းစိတ်ကမ်းကဲသို့သောအရေးကြီးကိစ္စရပ်တွေကရွေးကောက်ခံအစိုးရကသာလှုံ့ဆော်တင်ပြီးရွေးကောက်ပွဲကိုလည်းအခုလာမယ့်ဒီဇင်ဘာလမှာကျင်းပတဲ့နယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝေကာအူစမန်ကမေလ22ရက်နေ့ကရိုက်တာသတင်းဌာနနဲ့အင်တာဗျူးမှာပြောကြားခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Business Standard သတင်းစာကရေးသားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူဘုဂျိုတီဝေကောအိုစမန်ကအမျိုးသားရွေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပရမယ်ဖြစ်ပြီးလက်ရှိအိမ်ဆောင်အစိုးရအစိုးပြုထားတဲ့မြန်မာစင်းကြံနဲ့စစ်တကောင်းစိတ်ကံကဲသို့သောအရေးကြီးကိစ္စရပ်တွေကိုရွေးကောက်ခံအစိုးရကပဲဆုံးဖြတ်တင်ကြောင်းအလေးပြုပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိဂျားပြက်ဆိုရအဖွဲ့ရဲ့ခေါင်းဆောင်မိုဟာမက်ယူနပ်စ်ကရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုအတိအကျပြောကြားထားတာမျိုးမရှိသေးပေမယ့်2026ခုနှစ်ဇွန်လမှာနောက်ဆုံးထားပြီးကျင်းပပေးမယ်လို့ကတိပြုထားပါတယ်ရှင်။ ARI တိုင်းဝင်မှာရှိတဲ့ပန်တိုင်ဂိတ်ကနေကုန်စည်တင်ရတွေကိုစစ်ကောင်စီတပ်ကစစ်ဆေးဖမ်းဆီးပြီးကုန်ပစ္စည်းတွေကိုသိမ်းယူနေတယ်လို့ရင်းပိုင်ရှင်တွေကပြောပါရယ် မေလ21ရက်နေ့နဲ့22ရက်နေ့တွေမှာစစ်ကောင်စီတပ်က AR တိုင်းကနေရန်ကုန်ကိုတင်ပို့တဲ့ကားတစ်စီးပေါ်ကနေကုန်ပစ္စည်းတွေနဲ့ရန်ကုန်ကနေထွက်လာတဲ့ကုန်ကားတွေပေါ်ကကုန်ပစ္စည်းတွေကိုသိမ်းဆည်းသွားတာလို့ဆိုပါတယ်ရန်ကုန်ကနေထွက်လာတဲ့ကားကလူသုံးကုန်ပစ္စည်းတွေတင်ဆောင်လာပြီး AR တိုင်းကနေတင်ပို့တဲ့ကားကစံတွေလို့သိရကတရားမဝင်ကုန်စည်တွေဆိုပြီးသိမ်းယူသွားခဲ့တယ်လို့ကုန်စည်တင်ရင်ပေါင်းသမားတွေနဲ့နှိစက်သူကပြောပါရယ် ပန်တိုင်ကိတ်မှာဖမ်းဆီးခံရတဲ့ကုန်စည်တင်ရင်တွေဟာရန်ကုန်နဲ့ AR အတိုင်းဘက်ကိုဆက်သွယ်နေတဲ့ကုန်စည်တင်ရင်တွေဖြစ်ပြီးကုန်စည်တွေကိုဖမ်းဆီးတာမှာအရဝင်းနဲ့တနက်ဘေးချိတ်ထားသူ၄ယောက်နဲ့ကြောက်ကြားဆက်ဝတ်ဆောင်ဝတ်ထားသူ၄ယောက်ကအဓိကပါဝင်သူတွေလို့သိရပါဗျ။စစ်ကောင်စီတပ်နဲ့ပူးပေါင်းအဖွဲ့တွေက AR အတိုင်းပန်တိုင်အဝင်ကိတ်မှာတင်းတင်းကြပ်ကြပ်ဆစ်ဆင်းနေပြီးကုန်စည်တင်ရင်တွေအနေနဲ့ဂိတ်တွေကိုဖျက်တိုင်းငွေကြေးပေးပြီးဖျက်သိမ်းရတဲ့အပြင် အခုလိုကုန်ပစ္စည်းတွေကိုသိမ်းယူတဲ့အထိလှုပ်ဆောင်လာတာလို့သိရပါဗျ။ရှင် ဒုဗိုလ်ချုပ်မူကြီးစိုးဝင်းရန်ကုန်ရောက်နေချိန်မှာပဲရန်ကုန်မြို့မှာတန်လင်းတရားပုံပေါက်ကွဲမှုနဲ့အငြိစားပုံမူချုပ်တအူပြစ်ခတ်ခံရတာကြောင့်တိုင်းဦးစီချုပ်ပုံမူကြီးတပ်ပိုင်စော်ကိုခေါ်ယူစစ်ဆေးနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်တန်လင်းမြို့နယ်တရားအနီးပုံပေါက်ကွဲမှုကြောင့်ရန်ကုန်တိုင်းအတွင်းလုံခြုံရေးတုံ့ပြန်ထားဖို့တတိပေးထားတဲ့အကြာကနေအငြိစားတပ်အမတ်ပုံမူချုပ်ဦးချိုထွန်းအောင်ပြစ်ဒဏ်ခံရတာကြောင့်ခေါ်ယူစစ်ဆေးနေတာဖြစ်တယ်လို့မင်္ဂလာတောင်တက်နေတဲ့နေဆက်သူတအူက TV ကိုပြောပါရယ် တေဆုံးသွားတဲ့ပုံမှုချုပ်ဦးချိုထွန်းအောင်ကိုမင်္ဂလာတောင်စစ်စေးုံငြိမ်းဤစရက်မှာမေလ24ရက်နေ့မှာတကြိမ်မှဖြစ်တဲ့အတွက်လက်တလုံးမှာဒူတိုင်းမှုပုံမှုကြီးဦးထွန်းထွန်းဝင်းကတာဝန်ယူထားတယ်လို့သူကရှင်းပြပါဗယ်။မေလ22ရက်နေ့က Golden Valley Warrior အဖွဲ့ကမယန်ကုန်းမြို့နယ် A1 လမ်းမပေါ်မှာနေထိုင်တဲ့ပုံမှုချုပ်ဦးချိုထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တဲ့အကြောင်းထုတ်ပြန်ထားပါတယ်ရှင်။ မန္တလေးတိုင်းပြည်ဦးလွင်ခရိုင်မရယာမြို့နယ်အရှိချမ်းနယ်အရှိတောင်ချမ်းမှာမေလ22ရက်နေ့မနက်9:00နာရီလောက်ကစတင်ပြီးမေလ23ရက်နေ့အထိစစ်ကောင်စီတပ်နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီတပ်ဘက်ကတိုက်ပွဲမဖြစ်ပွားခင်မရယာမြို့ဘောလုံးကွင်းအထိုင်စခန်းကနေဟောင်ဝင်စာလက်နက်ကြီးတွေ120မမ81မမဒရုန်းတွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ် စစ်ကောင်စီစစ်တောင်းနဲ့တိုက်ပွဲဖြစ်တာကသူတို့ဘက်ကအထိနာလို့ဂျက်ဖိုက်တာနဲ့၅ချိန်ဖုံးကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ကြောင်းမြေပြင်တိုက်ပွဲမပြီးသေးတာကြောင့်အကြအဆုံးထိခိုက်စည်ရင်းကိုတော့ဘာမှပြောလို့မရသေးကြောင်းစစ်တပ်ဘက်ကအထိခိုက်အများဆုံးဖြစ်ပြီးအထိနာလို့လေရင်နဲ့လာပစ်တာဖြစ်ကြောင်းမရရမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ခေါင်းဆောင်တယောက်က TV ကိုပြောပြခဲ့ပါတယ်ဒေတာခန်တွေဟာ10 20စစ်စင်ရေးစကြဲကရွာမှာမနေကြပဲစစ်ပေးရှောင်နေကြရတယ်လို့လည်းသိရပါဗျရှင် AR တိုင်းကြုံပြော်မျိုးရှမ်းစုရက်ကွက်မှာမေလ23ရက်နေ့ညပိုင်းကစစ်ကောင်စီတပ်ကလူငယ်နှစ်ယောက်ကိုဝင်ရောက်ဖမ်းဆီးတာမှာတယောက်ထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့်ကြံခဲ့တဲ့မိသားစုဝင်တွေစီကနေငွေကျပ်300ကျပ်ရောကြီးတောင်းနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်မှုထမ်းဆောင်ဖို့ရက်ကွက်ထဲထီလူငယ်တွေကိုဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပြီးထွက်ပြေးလွတ်မြောက်သွားသူအတွက်မိသားစုဝင်တွေစီကရောကြီးတောင်းယူနေတာလို့ဆိုပါဗျ။ ရက်ကွက်အုပ်ချုပ်ရေးမှူးတွေကစစ်တပ်နဲ့ပေါင်းပြီးသတင်းပေးနေတာဖြစ်ကြောင်းအသက်၁၈နှစ်ကနေအသက်၃၅နှစ်ရှိတဲ့အိမ်တွေကိုစစ်တပ်ကိုလက်ညှိုးထိုးပြီးစစ်တပ်ကဝင်ဆွဲတာမှာအိမ်နှစ်အိမ်မှာတအိမ်ကလူငယ်တအုပ်ကိုမိပြီးနောက်တအိမ်ကလူငယ်ကထွက်ပြေးသွားတာကြောင့်ကြံခဲ့တဲ့မိသားစုကတင်းတရာပေးရမှာလို့ကျုံပြော်ဒေသခံတယောက်ကပြောပြပါဗျာ။ အလောက်ကင်ရှာပါပြီးစာဝန်နေရေးခက်ခဲဖြစ်နေတဲ့အချိန်စစ်မှုရန်ဥပဒေထုတ်ပြန်တာကအုတ်ချုပ်ရေးမှုတွေအတွက်လှုပ်ရှားဖို့ဖြစ်ပြီးလက်ရှိမှာလည်းအုတ်ချုပ်ရေးမှုအများစုကစစ်တပ်နဲ့ပေါင်းပြီးပြည်သူတွေကိုပြန်ဒုက္ခပေးနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ ARD တိုင်းပသိမ်ခရိုင်ပသိမ်မြို့နယ်အမှတ်73ရပ်ကွက်ငူဝါလမ်းမှာမေလ22ရက်နေ့ညနေ9:00ခွဲလောက်က ပန်းဝါအချီဆိုင်မှာဈေးဝယ်နေတဲ့ចောင်းဆရာမတအိုးကိုမော်တော်ယာဉ်တစ်စီးကဝင်တိုက်ခဲ့တာကြောင့်တိဆုံသွားခဲ့တယ်လို့ပသိမ်ဒေသခံတွေစီကသိရပါဗျ။တိဆုံသူဟာပန်းဝါအချီဆိုင်မှာဈေးဝယ်နေတဲ့အချိန်အင်းစီးကတစ်စီးကအချိန်လွန်ပြီးဝင်တိုက်မိတာကြောင့်သွေးထွက်လွန်ပြီးပသိမ်ကြီးဆေးရုံအရောက်မှာတိဆုံသွားခဲ့တာလို့သိရပါဗျ။အချီဆိုင်ကိုတိုက်တဲ့အချိန်မှာចောင်းဆီယာမကဈေးဝယ်နေတဲ့အချိန်တိုက်ခံရတာဖြစ်ကြောင်း ဝင်တိုက်တဲ့ကားကရန်ကုန်လိုင်စင်နဲ့အင်းစီကားဖြစ်ပြီးအရှိန်လွန်ပြီးရပ်ထားတဲ့ဆိုင်ကယ်ကို အရင်ဝင်တိုက်ခဲ့ပြီးတဲ့နောက်ပန်းဝါအချီဆိုင်ကိုထပ်ပြီးဝင်တိုက်မိသွားကြောင်းအတိုက်ခံရတဲ့ဆီယာမကဒဏ်ရာအရန်ပြင်းတော့သွေးထွက်လွန်ပြီးပသိမ်ကြီးစင်းုံအယောက်မှာတိဆုံသွားခဲ့ကြောင်းပသိမ်ဒေသခံမျက်မြင်တွေ့ရှိသူကပြောပါရယ် ဈေးဆိုင်နဲ့ဆီယာမော့ကိုဝင်တိုက်သွားတဲ့မော်တော်ယာဉ်မောင်းဟာထွက်ပြေးတင်းရှောင်သွားတာကြောင့်စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ရင်းထင်းရဲတွေကစုံစမ်းစစ်ဆေးနေပေမယ့်မေလ23ရက်နေ့ထိဖမ်းဆီးမိတာမရှိသေးဘူးလို့သိရပါပါတယ်ရှင်။ NLD အစိုးရကိုမဲမတမမှုပြုတ်လုတယ်လို့ဆွဆွဲကတိုင်းပြည်အာဏာကိုအတင်းအဓမ္မသိမ်းခဲ့တဲ့အာဏာသိမ်းစစ်ကောင်းဆောင်ကစစ်တပ်အနေနဲ့ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရေးနဲ့တည်ငြိမ်အေးချမ်းရေးအတွက်အောက်မခံအနေနဲ့ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ဆိုပါရယ်။ မေလ23ရက်နေ့ကတရီဂန်ဒေတာတိုင်းစစ်ဌာနချုပ်ကျိုင်းတုံတက်နယ်မှာအရာရှိစစ်သည်မိသားစုတွေနဲ့တွေ့ဆုံတာမှာအခုလိုပြောခဲ့တာဖြစ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်ကိုတာဝန်ယူခဲ့တာကြောင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုမဖြစ်မနေဆောင်ရွက်ပေးရမှာဖြစ်ကြောင်းတန်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်စေရတဲ့အတွက်ဆန္ဒမဲပေးတာမှာအီလက်ထရောနစ်မဲပေးတဲ့စနစ်နဲ့မဲပေးနိုင်ဖို့ဆောင်ရွက်နေရလို့လဲဆိုပါတယ် တမတော်အနေနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ဒီငယ်အေဂျင့်ရေးအတွက်အောက်မခံအနေနဲ့ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်ရွေးကောက်ပွဲကိုဒီဇင်ဘာလတတိယအပတ်နဲ့စရုပ်ထအပတ်ဇန်နဝါရီလပထမအပတ်နဲ့ဒုတိယအပတ်တွင်ပြုလုပ်မယ်ဆိုတာကို ပြပခီးစင်တွေမှာစစ်ကောင်းဆောင်ကပြောဆိုထားခဲ့ပြီးမဲများသူအနိုင်ရတဲ့စနေ FPTP အပြင်အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီးလွှတ်တော်တို့မှ PR စနစ်ကိုပေါင်းဆက်ကျင့်သုံးဖို့ရထားတယ်လို့လည်းဆိုပါရရှင်။ ွန်ပြည်သက်ပါတီဆန်နာရှင်တိုက်ဖြတ်ရေး NMSB AD နဲ့မွန်ပြည်လူမျိုးရေးတပ်တော် MLA တို့ဟာဆန်နာရှင်စနစ်တိုက်ဖြတ်ရေးနဲ့မွန်ပြည်ပေါ်ထွန်းရေးအတွက်ရည်ရွယ်ပြီး2025ခုနှစ်မေလ24ရက်နေ့မှာပေါင်းစည်းကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပေါင်းစည်းပြီးတဲ့နောက်ယာမညမွန်တက်တော့ယာမညမွန် Army RMA ကိုဖွဲ့စည်းခဲ့ပြီး NMSB AD နိုင်ငံရေးစစ်ရေးကော်မတီကိုအဖွဲ့ဝင်26ဦးနဲ့ဖွဲ့စည်းကနိုင်စီရကိုဥက္ကဋ္ဌလိုင်ယလီကောင်းကိုဒုဥက္ကဋ္ဌနဲ့နိုင်ပညာလှည့်ကိုအတွင်းရင်မှုအဖြစ်ရွေးချယ်ခန့်ခဲ့ပါတယ်။ စီရေးပိုင်းဆိုင်ရာတွေအတွက်စစ်ကော်မတီဝင်9ဦးနဲ့ဖွဲ့စည်းတာမှာတော့ပုံမှုချုပ်စလွန်ထောကိုစစ်ဦးစီးချုပ်ပုံမှုကြီးစိုးဝင်းကိုဒုစစ်ဦးစီးချုပ်တုံညာတက်နဲ့ပုံမှုကြီးကြည်စံကိုဒုစစ်ဦးစီးချုပ်နှစ်အဖြစ်ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါတယ်။ NMSB AD RMA အနေနဲ့ဆရာနာရှင်စနစ်ချုပ်ငင်းရေးနဲ့ကိုပိုင်ပြထန်းခွင့်အပြေအဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးအတွက်မဟာမိတ်တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ARI တိုင်းဟင်္ဒရာခရိုင်အင်ကပူမြို့နယ်မှာစစ်မှုတန်းစားစရေးအတွက်တိုင်ကိုကြက်တောင်းကောက်ယူနေရလို့ဒေသခံတွေကပြောပါရယ်။ မေလ22ရက်နေ့ကစတင်ပြီးစစ်ကောင်စီတပ်နယ်အုပ်ချုပ်ရေးမှုတွေကတအိမ်ကိုကြက်တပေါင်းနှုံကောက်ယူနေရလို့ဆိုပါရယ်အခုကစစ်မှုထမ်းစားစီဆိုပြီးကောက်တာအိမ်တိုင်းမဖြစ်မနေထဲခိုင်းပြီးမထည့်ရင်မထည့်တဲ့အိမ်ကမိမိတာဝန်လို့ပြောဆိုပြီးကောက်ယူနေတာလို့အင်္ဂဗုံမျိုးနယ်ထိုးကြီးမျိုးကန်တယောက်ကပြောပါရယ်စစ်မှုရလူငယ်တွေအတွက်စားစရေးဆိုပြီးကောက်တာကခေါင်းစဉ်တက်တာဖြစ်ပြီးတက်ရရှိတွေငွေလိုနေတာကြောင့်တည့်ရထဲအင်္ဂဝူဘက်မှာအကြောင်းမျိုးမျိုးပြပြီးငွေကောက်နေတာဖြစ်တယ်လို့သိရပါဗျ အင်ကပူမြို့နယ်မှာကျေးရွာအုပ်စု84စုကျေးရွာ6ရွာကျော်ရက်ွက်86ရက်ွက်ရှိပြီးအထက်ငွေကောက်ယူနေတာကမဲဇလီ၊ကွင်းကောက်၊ထူးကြီးမြို့တွေမှာဖြစ်ပြီးတခြားကျေးရွာတွေမှာပါငွေကောက်ယူနေရလို့လည်းသိရပါပါတယ်ရှင်။